မင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဒါပထမဆုံးသင်ခန်းစာလေးဖြစ်တဲ့ပါနော်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာကကြာတော့ကျွန်တော်ဂီတာတမားတိုင်းတိထတဲ့နဲ့ဂီတာဘော်ဒီနေမ်လေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဂီတာဘော်ဒီနေမ်လေးကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်ဥခေါင်းကနေအရင်ဆုံးပြောပြမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဘုံဘုံနဲ့လည်းခါတဲ့ချပြပေးလိုက်ပါမယ်ဗီဒီယိုမှာဘုံနဲ့လည်းချပြပေးပါမယ်ဒီဂီတာဥခေါင်းလေးပေါ့နော်ဂျီဟာကို history လို့ခေါ်ရယ် history လို့ခေါ်ရယ် ယူကောင်းနေကျွန်တော်တို့ history လို့ခေါ်ပါတယ်။ဟိုကျွန်တော်ကအခုပြောပြပေးတာပဲဖြစ်ဖြစ်နောက်ပြောပြပေးမယ်နော်တင်ကြားပေးမယ်ဟာပဲဖြစ်ဖြစ်ကျွန်တော်စာအုပ်ထဲမှာ Thai people ကျွန်တော်တမ်းမဲ့ people ကျွန်တော်တောင်းဆိုချင်ပါတယ်ဒါမှသာတကယ်တက်မြောက်မှာဖြစ်ပါတယ်။အဲ့တော့ဒီ guitar ယူကောင်းနေကိုကျွန်တော် history လို့ခေါ်ပါတယ်။ပြီးရင်ဒီ guitar key တိုက်တဲ့နေရာလေးပေါ့နော်ဒီ guitar key တိုက်တဲ့နေရာလေးဒါကိုကျွန်တော် guitar tuner လို့ခေါ်ပါတယ် tuners နော် tuners လို့ခေါ်ပါတယ်2 and years နော် tuners လို့ခေါ်ပါတယ် ပြီးရင်ဒီအခုနကပြောတဲ့ဒီအဖြောင်းလေးဂီတာဒီဖစ်တိုင်ရဲ့အနောက်ဆုံးဟာပေါ့နော်ဒီအဖြောင်းလေးတွေ့မလားဒီအဖြောင်းလေးဒီအဖြောင်းလေးကိုကျွန်တော်တို့ net လို့ခေါ်ပါရဲ့ new net လို့ခေါ်ပါရဲ့ပြီးရင်ကျွန်တော်တို့ဂီတာရဲ့ဒီအနာပေါ့နော်ဒီဘေးနာဒီတိုင်ကိုဒီဖစ်တိုင်ရဲ့နာလေးကိုကျွန်တော် neck လို့ခေါ်ပါရဲ့အဲ့ဒီ chicken neck လို့ခေါ်ပါရဲ့ နေရှိခင်တဲ့လို့ခေါ်ပါရဲ့ပြီးရင်ကျွန်တော်တို့ဒီအကွက်လေးပေါ်တော့တကွက်နှစ်ကွက်သုံးကွက်လေးကွက်လို့ကျွန်တော်တို့ရေတက်ဟာဒီအကွက်လေးကိုကျွန်တော်တို့ဒီအတိုင်းဖိတ်တိုင်းလုံးပေါ်တော့ဒီအကွက်လေးကိုတွေ့မလားဒီအကွက်လေးဒီအကွက်လေးကိုကျွန်တော်တို့ fit board လို့ခေါ်ပါရဲ့ affairy tbor ရေပေါ်တော့ fit board လို့ခေါ်ပါရဲ့ပြီးရင်ကျွန်တော်တို့ဒီဂီတာရဲ့ဒီဟာလေးတွေ့မလားဒီမှာဒီမှာဒီမှာအဲဒီဒီကောင်လေးဝင်ဒီ အစလေးလို့ပြောရမလားနော်ဒီအချောင်းလေးကိုကျွန်တော်တို့ fit လို့ခေါ်ပါတယ်ဒီ fresh လို့ခေါ်ပါတယ်နော်ဒီအများကြီးဆိုတော့ fresh ပေါ့နော် fresh လို့ခေါ်ပါတယ် ferritius fresh လို့ခေါ်ပါတယ်ပြီးရင်ကျွန်တော်ဒီအခုပြောပြမှာတော့ကျွန်တော်ဂီတာအတိုင်းမှာတော့မရှိဘူးပေါ့နော်ဒီဒီတိုင်းရဲ့အကွက်လေးတွေမှာဒီအဖြောင်လေးတွေ့မလားဒီအဖြောင်ဒီမှာဆိုရင်20 20တွေ့ရနော်ဒီမှာအဖြောင်လေးအဖြောင်လေးကိုကျွန်တော်ဒါကို fit markers လို့ခေါ်ပါတယ်ဒါဒါချက်ဂီတာတိုင်းရောမရှိဘူးပေါ့နော်ဒီ တချို့တော့ဂီတာတွေမှာမရှိတာပြီးရင်ကျွန်တော်တို့ဒီဂီတာရဲ့ဒီနာကဒီမှာတိတ်မလားဒီအဝမ်းတန်နေရဲ့ဟာလေဒီမှာဒီပေါ်ကနေအဝမ်းတန်နေဟာကျွန်တော်တို့ဒါကို roasted လို့ခေါ်ပါရဲ့ဒီဂီတာရဲ့အဝမ်းလေးကိုနော်ဆိုတော့ roasted လို့ခေါ်ပါရဲ့ပြီးရင်ဒီဂီတာရဲ့ဂီတာရဲ့အပေါက်ပေါ့နော်ဒီဂီတာရဲ့အပေါက်ကိုကိုကျွန်တော်တို့ sound hole လို့ခေါ်ပါရဲ့ကျွန်တော်တို့ sound hole လို့ခေါ်ပါရဲ့ ပြီးရင်တချို့တော့ဂီတာယူမှာရှိရကျွန်တော်အခုကျွန်တော်ဂီတာမှလည်းမရှိဘူးသိရင်မလားအဲကျွန်တော်အခုပုံနဲ့ပြထားပေးမယ့်ဟာမလဲဆိုရှိရညီကြီးအမဲအောင်လေးရှိတဲ့ဟာကိုကျွန်တော်ပီကရတ်လို့ခေါ်ပါတယ်ပြီးရင်ဒီဒီဘာနော်ဂီတာရဲ့ဂျိုးလာထင်းပေးဟာဘာနော်ဒီဒီကောင်လေး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 ကိုကျွန်တော် bridge လို့ခေါ်ပါတယ် bridge လို့ခေါ်ပါတယ်ပြီးရင်ဒါလုံးလေးရှိတာတွေ့မယ်မလားတင်းနဲ့3 4 5 6ဒီဒီဟာကိုကျွန်တော် bridge pin လို့ခေါ်ပါတယ် bridge pins လို့ခေါ်ပါတယ် ပြီးရင်ဒီအဖြောင်လေးတွေ့မလားဒီအပေါက်ကဒီအချောင်းလေးနဲ့ပေါ့နော်ဒီအဖြောင်လေးကိုကျွန်တော်တို့ middle လို့ခေါ်ပါတယ်ကျွန်တော် middle လို့ခေါ်ပါတယ်ပြီးရင်ဒီဂီတာရဲ့ခန္ဓာကိုယ်ပေါ့နော်ဒီဟာကိုကျွန်တော်ဂီတာ body လို့ခေါ်ပါတယ်ကျွန်တော်ကျွန်တော်တင်ပေးချက်တမရဟာကိုလဲစာအုပ်ထဲမှာချမှတ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်